ရှောင်းဒေါ်နိုဗန်ဆိုတဲ့ကောင်လေးတယောက်သူ့အမေမေရီနဲ့စကားပြောနေတာကိုပြသထားပါရင်မကြခင်မှာပဲဆက်လန်ကတုံလို့ဆရာအဖြစ်ပျက်စီကိုရောက်သွားခဲ့ပါပြီးရှောင်းနဲ့သူ့ရဲ့အဖေတို့အရှိမပဲကာလူရခံလဲရပြီးတော့သူ့အမေတည်ဆုံသွားတာကိုမျက်မြင်ကိုတွေ့ကြုံလဲရတာပါ10နှစ်လောက်ကြာတဲ့အထိအဲ့ဒီအမတ်တယောက်ကရှောင်းကို6လက်နေဆဲပဲဖြစ်ပါရင်ဒီစိတ်ဒဏ်ရာကြောင့်ပဲ သူကလူဝင်နဲ့မပေါင်းသင့်မဲ့နဲ့တကူတဲ့နေထိုင်တဲ့ဆဲကျော်တဲ့တယောက်ဖြစ်လာခဲ့ပါပြီ။တကူခုနဲ့ရန်လိုတာမျိုးကြုံရတာနဲ့ရန်ပြန်လောက်တတ်ပါရင်စိတ်အေးအောင်လို့သူကသူ့အဖေမသိအောင်ပတ်တိဘူးထဲမှာဈေးဝယ်ပြီးတော့တောက်နေရပါရင်ဒီလိုမျိုးရုန်းကန်နေရပေမဲ့ရှောင်းကဓာတုပိဒါလိုမျိုးဘာသာရက်ဒီမှာစိတ်ဝင်စားတဲ့ထိတ်တန့်ကြောင်းသားတယောက်ပါသူ့ရဲ့အဖေဖြစ်တဲ့ Terry Donovan ကကြောင်းအကြောင်းမေးလာပြီဆိုရင်သူတို့နေရာရဲ့စကားပြောဆိုမှုတွေကအေးဆက်ပြီးဝေးကွာနေခဲ့ပါရင် maybe တည်ဆုံပြန်နောက်ပိုင်းသူရဲ့ဆက်စိဟာတင်းမာပြီးတော့ ဟာလာဟင်လင်ဖြစ်နေခဲ့ပါရင်တဲဝီကအရင်ကလိုမျိုးပြန်ဖြစ်အောင်စူးစမ်းနေခဲ့ပေမဲ့မအောင်မြင်ပါဘူး။တနေ့မှာတော့တဲဝီကသူ့စနီးရဲ့ကုဘိမှန်ကိုတွားပြီးနောက်ကြမှလာရတာကိုတောင်းပန်ပါရင်သူ့ရဲ့သားရှောင်းဟာတငယ်ရှင်အစ်တရပြီးပါတီသွားမယ်လို့စီစဉ်နေတာကြောင့်သားဖြစ်သူပြန်လဲပွင့်လင်းလာတာကိုမြင်ရတဲ့အတွက်သူ့အရန်ကိုပြောတဲ့အကြောင်းပြောပါရင်ဒီအတော်အတွင်းမှာရှောင်းကယထာအပေါ်မှာစီးနေတော့ အတိတ်ကအဖြစ်ပြက်ကိုပြန်လည်မြင်အောင်လာခဲ့ပါရင်အယက်သမားအနိုင်ကျင့်တတ်တဲ့သူ့ရဲ့အဖေအကြောင်းဒီလိုမျိုးပြဿနာများတဲ့အင်ကနေရှောင်းကိုဂီတတင်တဲ့နေပို့ပေးပြီးတော့နေသိမှုပေးခဲ့တဲ့သူ့အမေမေရီအကြောင်းတွေပါပစ္စုပန်မှာရှောင်းတယောက်ဘန်းချန်တစ်ခုဘေးကနေလမ်းလျှောက်သွားနေနေပဲမွေးရည်စေးဆွဲနေခဲ့တဲ့အမျိုးသမီးတယောက်ကဈေးရောက်တဲ့လူကိုဘေးဖို့အချိန်ထပ်တောင်းနေတာလည်းတွေ့ရပါရင် အဲ့ဒီအမျိုးသမီးထွက်သွားတဲ့အခါမှာတော့ဇီယောင်းနဲ့တိုနီနဲ့ transfer လူနှစ်ယောက်ကရှောင်းကိုတတိထားမိပြီးချိန်ချပါရီအဲ့ဒီအခါမှာရှောင်းကရုတ်တရက်တိုနီကိုကလေးတယောက်တတ်ခဲ့ဖူးတယ်လို့ဆွဆွဲလိုက်ပါရီဒရထွက်နေတဲ့တိုနီကရှောင်းကိုတိုက်ခိုက်တော့ရှောင်းကလည်းပြပြင်းထန်ပြန်လဲတိုက်ခတ်ပါရီမယုံနိုင်စရာကတော့ရှောင်းဟာတိုနီကိုနိုင်သွားခဲ့ပြီးတနတ်ကိုလူယူကပြစ်တတ်လိုက်တော့ပါပြီးတော့ဆလန်ကရဲရရှိတယ်ရီစာ AMFC ကိုကူးပြောင်းသွားခဲ့ပါရီသူမကကလေးအကြောင်းခဏခဏခေါ်နေတဲ့သူမရဲ့လင်ဟောင်းအပါဝင်ကိုရီးကိုသာပြက်တနာဝင်တဲ့ရင်ဆိုင်နေရပါ တယ်။ဒါအပြင်လူနှစ်ယောက်ကိုတတ်တဲ့အမှုနဲ့ဆွတ်ဆွဲခံထားရတဲ့မွေးရစေးရောင်းဝယ်သူလာရီရှိုင်းလက်ပြအမှုကြီးကိုလည်းသူမကစစ်ဆေးနေရပါတယ်။သူမစူးစမ်းနေခဲ့ပေမဲ့တရားရုံးကလာရီရဲ့စစ်ဆေးမှုကိုရုတ်တရက်ရွှေ့ဆိုင်းလိုက်ပြီးသူ့ရဲ့ရှင်းနေကိုလွတ်ပေးဖို့အတွက်တွန်းအားပေးဖို့အချိန်ပိုပေးလိုက်ပါတယ်။တယ်ရီဆာကအရာဆုံးမှုနဲ့မွေးရစေးဝါတိုက်ဖျက်ရေးဌာနမှာအလုံးလုံးခဲစဉ်ကမှတ်တမ်းကောင်းတွေရှိခဲ့တာကြောင့် လူတက်မှုဌာနကိုရထူတူပြီးကေဝီနဲ့လက်တွဲရပါတယ်ဒီဌာနမှာပဲဘီဘော်တွင်ဆွဲရဲရရှိတယောက်လည်းအလုပ်လုပ်ပါတယ်ဒီလူကရှောင်းမကြခဏကွန်ပျူတာလာတုံးတဲ့လူပါ အဲ့ဒီနောက်ပိုင်းမှာတော့တယ်ရီဆာရဲစခန်းကနေထွက်ဖို့အတွက်ပြင်ဆင်နေတော့ရှောင်းတယောက်တည်းကပဲပရင်တာတုံးနေတာကိုတွေ့ရပါရင်ရှောင်းကသူ့ကိုဘီနဲ့ဘယ်လိုမျိုးတိတဲ့အကြောင်းရှင်းပြပြီးတော့ထွက်တော့ပါရင်တိချင်းစိတ်နဲ့တယ်ရီဆာကရှောင်းပရင်တာထုတ်သွားတဲ့ဇွဲကိုစစ်စစ်ကြည့်လိုက်တော့ Triceratops ဆိုတဲ့ထူးဆန်းတဲ့စကလုံးကိုတွေ့လိုက်ရပါရင်ဒါကို "तू မသိပြီး Q မဆိုင်ပဲကားစီကိုတွားလိုက်တော့တာယာပေါက်နေတာကိုတွေ့ရပါရင် तू မရုံးကန်နေတာကိုမြင်ပြန်တော့ရှောင်းတယောက်ကူညီဖို့ကန်လန်လိုက်ပြီးသူတို့နှစ်ယောက် तू မရဲ့အမှုအကြောင်းစကားပြီးပြောကြပါရင်တင်းနေကနေတိထားတဲ့ရှောင်းက လာဝီတရားဥပဒေကနေလွတ်မြောက်သွားမလားလို့မေးလိုက်ပါရီတေရီဆာကစနစ်ပေါ်နဲ့ဖြစ်နိုင်တဲ့အဘေးအယူတွေအပေါ်မှာမူတည်ပါတယ်လို့ဝန်ခံပါရီတာယာပြင်ပြန်တော့သူမကရှောင်းကိုအိမ်လိုက်ဖို့ကိုကန်လန်းပြီမဲ့ရှောင်းကငင်းလိုက်ပြီးယထားနဲ့တွားဖို့အတွက်ရွေးချယ်လိုက်ပါရီ နောက်တနေ့မနေ့မှာရှောင်းတယောက်လက်ဝဲလေးကျင့်နေတော့တယ်ရီလာပူပေါင်းပြီးတော့ပုံမပြင်းထန်အောင်ထိုးတက်ဖို့တင်ပြရန်ကြိုးစားပါတယ်တယ်ရီကဆက်ဆံရေးပြန်ကောင်းကြိုးစားနေခဲ့ပြီမဲ့ရှောင်းကသူ့အဖေသူ့အမေနဲ့သူ့ကိုအနိုင်ကျင့်ခဲ့တာဝေးအောင်မမေ့နိုင်ပါဘူးအတိတ်ကိုပြန်ပြောင်းကြည့်တဲ့အခါမှာအရက်မူးနေခဲ့တယ်ရီဟာရှောင်းရဲ့စံတရားတင်ကန်းစာဝေးအတွက်မေဝီနဲ့အရင်ဖြစ်ခဲ့တာကိုမမှီပါရင်မေဝီကသူ့သားဖက်ကနေကောက်ွယ်တော့တယ်ရီဟာအကြမ်းဖက်ပြီးအိမ်ထဲမှာဆက်နေရှင်နေဆိုရင်ပါဇက်ပိတ်နေဖို့တတိပေးပါရင်အဲ့ဒီအမိုင်းရဆရာဝေးကနေ့တိကျတဲ့အထိရှောင်းကိုငင်း င်ပန်းနေစေပါဒီအတော်အတွင်းမှာမူရစေရောင်းတဲ့ threat ကတိုနီအတက်ခံရတာကိုတရင်ပို့ပေမဲ့တက်တဲ့အထောက်ထားဘာမှမရှိပါဘူး carry ကတိုနီဟာမူရစေသုံးဆွဲတဲ့ကလေးတငယ်မဒိန်ကျင့်သူဖြစ်ပြီးတော့ရန်သူပေါ်များတာကြောင့်ဒီအမှုကိုပိတ်ပစ်ဖို့အကြံပြုပါရီဒါပေမဲ့ Teresa ကမယုံကြည်ပါဘူးသူမဟာ Sean အကြောင်းမေးမြန်းကြည့်လိုက်တော့ သူ့အမေဆင်နှစ်အစောတုန်းကသူ့ရဲ့အရှိမတင်အသက်ခံခဲ့ရတဲ့ဆိုကိုသိလိုက်ရပါရင်ရှောင်းကအရာရှိဘီရဲ့ခွင့်ပြုချက်နဲ့ရဲစခန်းကိုနေ့တိုင်းလာနေခဲ့ပြီးသူ့အမေကိုတတ်ခဲ့တဲ့လူကိုရှာတွေ့ဖို့အတွက်မျောလင်းချက်နဲ့ရာဆွတ်တာဓာတ်ပုံတွေကိုလိုက်ကြည့်နေခဲ့တာပါသူ့ရဲ့ဆွဲလုံးလာကိုမြင်တော့တယ်ရီဆာဟာကုညီဖို့အတွက်ကန့်လန့်ပါရင်ရှောင်းကအစပိုင်းတော့ငင်းနေသေးပေမဲ့နောက်ဆုံးမှလက်ခံလိုက်ပြီးသူမရဲ့အကူအညီကိုရယူလိုက်ပါရင်ဆလန်ကပြည်သူစားတယောက်စီကိုကူးပြောင်းသွားခဲ့ပြီးတော့ သူမကဖောက်တဲ့ဂျိုးကိုဖျားနေတဲ့အတွက်မတွေ့နိုင်တဲ့အကြောင်းဖုံးဆက်ပြောပါရင်းဂျိုးကအကျန်းဖက်ပြီးတော့သူမရဲ့အခန်းကိုဖောက်ဝင်ကဆွဲထုတ်တော့ပါရင်းဒီလိုနဲ့ရှောင်းတယောက်ပေါ်လာခဲ့ပြီးသူမကိုကာကွယ်ဖို့ဝင်ရောက်တိုက်ခဲ့ပါရင်နေရောက်စလုံးဒဏ်ရာဝေးရပြီမဲ့ရှောင်းရဲ့အလုံးရက်တွေကမတော်ဆမဟုတ်ပါဘူး။သူအရာဆုံးမှုအမှန်တန်အထဲမှာဂျိုးကိုတွေ့ပြီးရတော့တမင်တကာပြစ်မှတ်ထားခဲ့တာပါ။ဂျိုးကသူ့ကိုချိန်ချောက်တော့ရှောင်းကတနက်ကိုထုတ်ပြီးရင်ဘက်ကိုပြစ်တက်လိုက်ပါရင် နောက်တနေ့မနေ့မှာတယ်ရီစာနဲ့ကယ်ဝီကအခင်းဖြစ်ပေါ်ရနေရာကိုစုံစမ်းပြီးတော့အမျိုးသမီးနဲ့စကားပြောတဲ့အခါမှာ ဂျိုဟာအသက်73နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ကိုတတ်ခဲ့ပြီးမဲ့အပြစ်ကနေလွတ်မြောက်ခဲ့တယ်ဆိုတာသိလျက်ပါရီသူမကရှောင်းရဲ့အနေအောင်အဝတ်အစားကိုပဲဖော်ပြခဲ့ပြီးဖခင်ကသူ့ကိုကယ်တင်ဖို့အတွက်ဆေလွတ်လိုက်တာလို့ယုံကြည်တာကြောင့်နောက်ထပ်ဘာကူမှမပြောတော့ပါဘူးဒီအမှုကိုပြန်လဲစစ်ဆေးနေပဲတေဝီစာကတိုနီနဲ့ဂျိုးကိုလူတစ်ယောက်ထဲကပဲတတ်ခဲ့တာလို့တန်တရားဝင်လာခဲ့ပါရီရင်ခွဲရုံမှာသူမကဒီရာဆွမှုနှစ်ခုမှာကြီးစံတွေကတိုက်ဆိုင်မှုရှိမရှိစစ်ဆေးပြီးတော့ဂျိုးကရှောင်းအစောတော့ကရှာဖွေနေခဲ့တဲ့လူဖြစ်နိုင်တယ်လို့တော့ ောပေါက်သွားခဲ့ပါပြီပြီးတော့သူမဟာရှောင်းရဲ့ပရင်တာထုတ်ဆက်ရွက်မှာတွေ့ခဲ့ရတဲ့ transference တွေထူဆန်းတဲ့စက္ကလုံတွေအကြောင်းဆရာဝန်ကိုမေးကြည့်ပါပြီဆရာဝန်နဲ့သူ့ရဲ့လက်ထောက်က transference ရဟာအဆုတ်ကိုရောင်ရမ်းစေပြီးအသက်ရှူကျတဲ့အတွက်တည်စီနိုင်တဲ့အစိတ်ပြင်းတမျိုးဖြစ်တဲ့အကြောင်းရှင်းပြကြပါပြီဒါအပြင်လူတက်မှုနှစ်ခုကကြီးစံနေတိုက်ဆိုင်နေတာကိုလည်းအတိပြုခဲ့ပြီးတော့လူတက်သမားတယောက်တည်းဖြစ်တဲ့အကြောင်းတက်တည်ပြလိုက်ပါပြီရှောင်းအကြောင်းပိုတိရဖို့တေဝီစာကသူ့ကိုနေလေစာစားရန်ဖိတ်ခေါ်ခဲ့ပါပြီတယောက်စားတောက်ဆိုင်မှာစားနေတော့စုံတဲ့တဲ့တွေတယောက်လိုမျိုး အကျဲ့ကြီးရန်ဖြစ်ပါလိမ့်။ရှောင်းဟာသူတို့ကိုတရုတ်စကားနဲ့ပန်ပန်နဲ့နိုင်စူပူပြောဆိုလိုက်တာကိုမြင်ပြီးတော့တယ်ရီဆာအံ့အားတင့်သွားခဲ့ပါလိမ့်။သူ့အမေကသူ့ကိုဘာသာစကားမျိုးစုံတင်ဖို့အတွက်အားပေးခဲ့ဖူးတဲ့အကြောင်းရှောင်းကဖော်ထုတ်လိုက်ပါလိမ့်။တယ်ရီဆာကသူ့အမေရဲ့အမှုအကြောင်းထုတ်ပြောပြီးတော့အဲ့ဒါဟာဂျာပန်ဂါလူရမှုတာဖြစ်နိုင်တဲ့အကြောင်းနဲ့ခေါင်းဆောင်အစ်စ်မရှိတော့တာကြောင့်ရှောင်းကိုအစ်စ်အားမေ့ပြီးတော့ရူယိုတတာဆေချိုတဲ့တယောက်လိုမျိုးနေထိုင်ဖို့တိုက်တွန်းပါလိမ့်။ စိတ်ပြတ်သွားခဲ့တဲ့ရှွန်ကသူမကသာလူတပ်သမားကိုတိမယ်ဆိုရင်ဘာလို့မှလဲလို့မေးပါရင်ဒေးဗစ်ဆာကတော့တရားမျှတမှုရဖို့စင်တော့တက်တဲ့အထောက်ထားနဲ့မန်ကန်နဲ့လှုပ်ထုံလုံနီးတွေလိုအပ်တဲ့အကြောင်းအခိုင်အမာပြောပါရင်သူမရဲ့အဖြေကရှွန်ကိုပို့ပြီးတော့တဝါထွက်စီခဲ့ပါပြီ။လော်ရီရှိုင်လက်လိုမျိုးရာဆွတ်သားဝေကိုလွတ်ပြီးတဲ့စနစ်ကိုရှွန်ကပြစ်တင်ရှုံရှားပါရင်အဲ့ဒီညမှာဘီဘော်တွင်ရဲ့အငိမ့်စားယူပွဲမှာဒေးဗစ်ဆာကတိုနီနဲ့ကြိုးရက်လူတပ်မှုတွေကိုသွေးတော်နေစေပါသားကောင်နေအောင်စလုံးက တရားဥပဒေကနေလွတ်မြောက်ခဲ့တဲ့လူသက်သမားဝေဖြစ်တဲ့အကြောင်းသူမတတိထားမိပါရီတိချင်းတဲ့စိတ်နဲ့သူမကဘီကိုရှောင်းအကြောင်းမေးကြည့်လိုက်တော့ဘီဟာသူမကိုစူးစမ်းလွတ်နယ်လို့ဆွဆွဲပြီးရှောင်းကိုလွတ်ထားဖို့လဲပြောပါရီ ဲ့ဒီနောက်ပိုင်းတယ်ရီဆာနဲ့ကယ်ရီယထားစီပြီးအိမ်ပြန်လာနေတော့တဲ့အမျိုးသမီးတယောက်ကအမျိုးသားတစ်ယောက်ရံဖြစ်နေတာကိုဖြန့်ဖြေးပြီးဖို့အကူအညီတောင်းပါရီလွန်ခဲ့တဲ့ခဏလေးမှာဝင်းရစီဆွဲနေခဲ့တဲ့အမျိုးသားတယောက်ကယထားပေါ်တက်လာပြီးတော့အမျိုးသမီးတယောက်ကိုစတဲ့နောက်ဆက်ခဲ့တာပါအနာမှာထိုင်နေခဲ့တဲ့ရှွန်ကသူ့ရဲ့မျက်နှာကိုအနှက်ရောင်ဆေးနဲ့ပုတ်တက်လိုက်ပြီးတော့တယောက်ကောင်မလေးကိုသူ့အမေကိုဘေးကင်းရခေါ်သွားဖို့တိုးတိုးကလေးပြောပါရီကလေးငယ်ကိုမြင်စေချင်တာမဟုတ်ပါဘူး အဲ့ဒီနောက်ရှောင်းဟာမွေးစေးဆွဲသူနဲ့ရန်ဖြစ်ပြီးတော့အလင်းအမြန်မဲ့အနာယူပြပါရီအမျိုးသမီးကအနာပိုင်းဒီကိုအကြောင်းကြားတော့အနဲ့ရောက်ဝတ်ထားတဲ့လူတယောက်ကိုမြင်လိုက်ရပေမဲ့ဘယ်သူမှကိုမဖော်ထုတ်နိုင်ခဲ့ပါဘူး တေဗီစာကသူ့ကိုတားဖို့ကြိုးစားပေမဲ့ရှောင်းကထွက်ပြေးသွားခဲ့ပါရင်အဲ့ဒီနောက်ပိုင်းရေရာရှိတယောက်ကတန်တရာရှိသူဟာတိုက်ခိုက်ရှင်းမပြုမီကောင်လေးကိုတရုတ်လိုမျိုးစကားပြောခဲ့တဲ့အကြောင်းတင်းပို့တော့တေဗီစာကရှောင်းဟာလူတတ်မှုရဲ့နောက်ွယ်ကပြစ်ဒဏ်စီရင်သူဖြစ်နိုင်တယ်လို့တန်တရာဝေဝင်တော့ပါရင်နောက်နေ့မနေ့မှာရှောင်းဟာတေဗီစာကသူ့ကိုဖမ်းနေတယ်လို့အိမ်မက်မဲ့ပေမဲ့နိုးလာတော့တကယ်မဟုတ်မှန်းသိလဲပါရင်ဒီကနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တာကြောင့်တေဗီဟာသူ့စနီဟာအကြိုက်ဆုံးဖြစ်တဲ့စားတောက်ဆိုင်ကိုခေါ်တော့ပြီးမွေးနေ့ကျင်းပပေးပါရင်အဲ့ဒီ ီမှာသူတို့ကတေဗီရဲ့တငယ်ရှင်ဟာအာရုံနဲ့တွေ့ပါရီအာရုံဟာတေဗီကိုသူ့ရဲ့လက်ဝိအနမဲ့ပြောင်းဖြစ်တဲ့ရော့လို့မှတ်မိပါရီ အခုစားတောက်ဆိုင်ပန်ရှင်ဖြစ်နေကြတဲ့အာရွန်ကတယ်ရီရဲ့အသိအကြောင်းပြန်ပြောင်းပြောပြီးတော့ဓာတ်ပုံဟောင်းတွေကိုပြပြီးဖို့ကန့်လန့်ပါလိတယ်ရီထွက်သွားတဲ့အခါမှာအာရွန်ကရှောင်းနဲ့စကားပြောကနမေပြောင်းအကြောင်းကိုရှင်းပြပါလိလွန်ခဲ့တဲ့ဆယ်နှစ်အစောတုန်းကတယ်ရီဟာအရက်အလွန်ကျွန်းတောက်တတ်သူဖြစ်ပြီးမကောင်းတဲ့လူတွေနဲ့လမ်းပေါ်မှာမကြခဏရံဖြစ်တတ်သူဖြစ်တဲ့အကြောင်းထုတ်ဖို့ပြောပြပါရင်တေဝီဟာဆော့ဆော့ထွက်လာရတာကိုတောင်းပန်ပြီးတော့အာရုံကို သူ့ရဲ့ဆက်သွယ်ရန်အချက်လက်တွေပေးပြီးရနောက်ရှောင်းကိုလက်ဝဲပွဲစီခေါ်တော်ပါလိသူတို့ဟာရရှောက်ပါအရေးအသွေးရှိတဲ့အချိန်ကိုအတူတူကုံဆုံးခဲ့ပြီးရနောက်တယ်ဝီကရှောင်းကိုမေဝီတည်ဆုံးခဲ့တဲ့လမ်းစီခေါ်တော်ပါလိသူကသူ့ရဲ့သားကိုအတိတ်အားဆွတ်လို့ပြီးတော့ဘဝကိုအပြည့်အဝနေထိုင်ဖို့ပြောပါလိမျက်ရည်နဲ့သူသူ့ရဲ့အကြမ်းဖက်မှုနဲ့ဇွဲလမ်းမှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့နာကျင်မှုအတွက်တောင်းပန်ပြီးတော့ဘာဝီဖြစ်ခဲ့တယ်လဲဆိုတာကိုပြောင်းလဲလို့မရပေမဲ့အခုကစပြီးပိုကောင်းတဲ့အဖေတယောက်ဖြစ်လာမယ်လို့ဂတိပေးပါလိ နောက်တနေ့မှာတယ်ရီဆာကဘီရဲ့အိမ်ကိုတွားလိုက်ပြီးရှောင်းအကြောင်းအမှန်တရားကိုတောင်းဆိုပါရီး အစပိုင်းမှာတော့တုံဆန်းနေခဲ့တဲ့ B ကသူမကိုဝင်ခွင့်ပြုလိုက်ပြီးတော့နစ်ပေါင်းများစွာကဘာဝင်ဖြစ်ခဲ့တယ်လဲဆိုတာကိုနောက်ဆုံးတော့ရှင်းပြလိုက်ပါတယ်သူ့အမေတေးပြန်တော့ရှောင်းဟာစိတ်တရားရလွတ်တဲ့အတွက်ငိုတာစကားပြောတာမလုံနိုင်ခဲ့ပါဘူးရဲမေကအရာဆွတ်သားဓာတ်ပုံကိုပြတော့သူဟာလူတယောက်ကိုချက်ချင်းလက်ညှိုးထိုးပြခဲ့ပါတယ်ဒါပေမဲ့တယ်ရီကိုပြတဲ့အခါမှာသူကမသိဘူးလို့ငင်းဆိုပြီးတက်တည်မရှိဘဲနဲ့တစုံတယောက်ကိုဆွဆွဲတဲ့အတွက်ရှောင်းကိုစုပူခဲ့ပါတယ်ဖိအားကြောင့်ရှောင်းကသူ့ရဲ့ထွက်ဆိုချက်ကိုပြန်လဲရုပ်သိမ်းပြီးတော့မာယွန်းသွားတာလို့ပြောခဲ့ပါတယ် မကြသေးခင်ကမှအဲ့ဒီလူရဲ့မျက်နှာကိုတည်းမှပြန်မတွေ့မရှင်သူဘယ်တော့မှထပ်ပြီးမပြောတော့ပါဘူးရှွန်ကသူ့အမိကိုတတ်ခဲတဲ့လူဟာတယ်ရီစာဆွဲချက်တင်ဖို့အတွက်ကြိုးစားနေခဲ့တဲ့လာယူဆိုင်လက်ပဲလို့ယုံကြည်ခဲ့ပါပြီနောက်ပိုင်းမှာရှွန်ကတယ်ရီစာနဲ့တွေ့ပြီးတော့ကူညီမှုအတွက်ဂျေဆုတင်တဲ့အကြောင်းပြောလိုက်ပြီးရှေ့ဆက်ဖို့အစဉ်သင့်ဖြစ်ပြီလို့ပြောပါပြီသူကတငယ်ရှင်တယောက်နဲ့သူပါတီကိုထွက်သွားပါပြီ စိတ်မအေးသေးတဲ့တေဝီစာကလိုက်သွားပြီးတော့အပြင်မှာစောင့်နေခဲ့ပါပြီ။အဲ့ဒီမှာကယ်ရီကဖုန်းဆက်ပြီးတော့လာဝီရှိုင်လက်ဖာရှေ့နေဝင်တဲ့သဘောတူညီမှုရသွားပြီလို့အကြောင်းကြားပါတယ်။သူကနနစ်ပဲထောင်ကြမှာဖြစ်ပြီးတော့တက်တီခန်ကာကွယ်ရေးအစီအစဉ်ထဲမှာ ဝင်သွားမှာဖြစ်လို့လူတက်မှုပေါင်းများစွာအတွက်တရားမျှတမှုကနေလွတ်မြောက်သွားမှာပါပါတီမားရှွန်ကသူ့အဖေရဲ့တငယ်ချင်းဟောင်းနေပဲအတုံးပြူတဲ့နာမည်ပြောင်းဖြစ်တဲ့ Rollo Larry Shinlap ကသူ့အဖေကိုခေါ်ခဲ့တာကိုသူ့အမေတေဆုံတဲ့ညကရုတ်တရက်ပြန်ပြီးအမတ်ရသွားခဲ့ပါရင်ဒီအဖြစ်မှန်ကိုတိလျာပြန်တော့သူစိတ်မချမ်းမသာဖြစ်သွားခဲ့ပါပြီခဏကြာမှာចောင်းကအနိုင်ကျင့်တဲ့ကောင်းလေးတယောက်မိန်းကလေးတယောက်ကိုစော်ကားနေတာရှောင်မြင်လဲရပါရင် သူ့ရဒရာကိုမထိန်နိုင်တော့ဘဲနဲ့အဲ့ဒီအနိုင်ကျင်းသူကိုတိုက်ခိုက်ပြီးတော့သူ့တငယ်ရှင်ကဆွဲထုတ်ရတဲ့အထိရဲဆက်ရမ်းနေပြပါရင်စိတ်လုံရှားလွတ်တဲ့အတွက် ရှောင်းဟာအာရုံရဲ့စားတောက်ဆိုင်စီကိုအပြေးသွားလိုက်ပြီးဒေဝီစာကလေးလိုက်ဖို့ပြင်ဆင်ပါရင်တွားရလမ်းမှာဆိုရင်ရှောင်းကအဲ့ဒီညာကဖြစ်ပျက်တွေကိုစိတ်ထဲမှာပြန်လဲဖြန့်ကြည့်ပါရင်သူ့အဖေကကိုနောက်ကနေတိုက်ပြီးလို့ရက်လိုက်တာကိုမမ်းမိပါရင်လာဝီရှိုင်းလက်ကရှီကလာခဲ့ပြီးဒေဝီနဲ့စကားပြောပြီးတော့မေရီစီကိုရှောက်တော့ကတနနဲ့ပြစ်တက်လိုက်တော့ပါ ဒီအမတ်တရားဝေကအရာအလုံးကိုဆက်ဆက်ပေးလိုက်ပါရီတဲ့ဝီနဲ့လာဝီရဲ့အသိကတငယ်ရှင်ဖြစ်မှုလူတတ်မှုနဲ့သူ့အဖေရဲ့တိတ်ဆိတ်မှုရှောင်းကတက်တေရှာဖို့အတွက်အာရုံရဲ့စားတောက်ဆိုင်ကိုဖောက်ထွေးဝင်ရောက်ပါရီတဲ့ဝီစာရောက်တဲ့အချိန်မှာသူထွက်သွားနေမှာပြီးသူမကနေရာကိုလိုက်လံစစ်ဆေးရောတဲ့ဝီနဲ့လာဝီရှမ်းလက်တို့အတူတူရိုက်ထားတဲ့ဓာတ်ပုံဟောင်းကိုတွေ့ပြီးရှောင်းရဲ့တန်တရားကိုအတီးပြုတ်လိုက်ပါရီဒီလိုနဲ့တဲ့ဝီအိမ်ပြန်ရောက်တော့အိမ်ကိုဖျက်ဆီးထားတာတွေ့ရပြီးရဲကိုချက်ချင်းပဲအကြောင်းကြားပါရီအိမ်ကိုရှာဖွေရင်းနဲ့ပဲမြောက်ခန်းကိုရောက်တော့ရှောင်းအရက်မူကဒရအကြီးထိုင်နေတာကိုတွေ့ရ ရာပါရီရှောင်းကသူ့အဖေကိုနှစ်ပေါင်းများစွာအနိုင်ကျင့်ခဲ့တာသူ့အမေကိုတတ်ဖို့အတွက်လာဝီရှမ်းလွဲ့နဲ့ပူပေါင်းခဲ့တာဝေကိုဆွတ်ဆွဲပြီးတော့ပောက်ကွဲနေပါရီသူ့အမေရဲ့အသက်အာမခံကိုယူပြီးအကျွေးဝေကနေလွတ်မြောက်ဖို့တဲဝီကတတ်ခိုင်းခဲ့တယ်လို့သူယုံကြည်ပါရီတဲဝီကသူ့သားရဲ့ရုန်းကန်ပြီးလာဝီကိုတီးခဲ့တာမှန်ပေမဲ့အဲ့ဒီညကဘာဝေဖြစ်ခဲ့တာလဲဆိုတော့ကိုရှောင်းနားလည်မှုလွဲနေတာလို့အခိုင်အမာပြောပါရီ ဘုဒ္ဓတမကသူ့ကိုရော့လို့ခေါ်ခဲ့တာသူတို့ရဲ့ဆက်ဆက်မှုကိုတက်တည်ပြတယ်လို့ရှောင်းကအခိုင်အမာပြောပြမိတဲ့ဝီကရောငင်းမာရီဒရောနဲ့တစ္ဆာဖောက်ခံရမှုရဲ့လွမ်းမိုးတွားခဲ့တဲ့ရှောင်းကတနက်ကိုမြောက်ပြီးသူ့အဖေရဲ့ရင်ဘတ်ကိုပြစ်တက်လိုက်ပါရင်ခဏအကြာတဲ့ဝီစာရောက်လာကသူ့ကိုယင်ဆိုင်ပါရင်တဲ့ဝီကမေရီကိုတတ်ဖို့အတွက် လာဝီရှန်လက်ကို9ရန်ခဲ့တယ်လို့ရှောင်းကပြောပါရင်တနကစပွဲပေါ်မှာရှိနေသေးပါအခြေအနေအရရဲ့ကြောင့်စိတ်အားငယ်နေကြတဲ့ရှောင်းကတေဝီဆာကိုကူညီဖို့တောင်းပန်ပါရင်စနစ်ကအမြဲတမ်းတရားမျှတမှုကိုမပေးနိုင်ဘူးဆိုတာနားလည်ထားတဲ့သူမကတိတ်တဆိတ်တနက်ကိုယူပြီးမြစ်ထဲပြစ်ချလိုက်ပါရင်ရာဆုံးမှုကိုဖုံးကွယ်ပြစ်လိုက်တာပါအခြေအနေငယ်ကြပြီးတော့ရှောင်းဟာအကျဉ်းထောင်ထဲမှာခဏတာပြစ်ဒဏ်ကြခံနေရတဲ့ လာယူရှိုင်လက်စီကိုစားရဆောင်ရေးလိုက်ပါရီဒေါတာဝေဖော်ပြမဲ့အစားသူတို့နှစ်ယောက်စလုံးရဲ့ဝန်ထုံးပိုးဝေကိုတက်တာစီရှင်တဲ့အတွက်ခွင့်လွှတ်တဲ့အကြောင်းကန့်လန့်ပါရီသူ့အမေရဲ့လူတက်မှုမှာသူ့အဖေရဲ့အခမ်းကဏ္ဍအကြောင်းအမှန်တရားကိုပဲသူတောင်းဆိုပြီးညွန်ကြားချက်ပါတဲ့တစိတ်ခေါင်းတစ်ခုပူပေးလိုက်ပါရီတဲဝီအပြစ်ရှိတယ်ဆိုရင်အနေအောင်တစိတ်ခေါင်းကိုအတုံးပြမှာဒါမှမဟုတ်အပြစ်မရှိဘူးဆိုရင်တော့အနေအောင်ကိုအတုံးပြမှာဆိုပြီးတော့ပါလာဝီကလက်စားတတ်သူဖြစ်လို့တဲဝီအပြစ်မရှိကြောင်းဟန်ဆောင်ပြီး အနေအောင်တစိုက်ခေါင်းနဲ့စာကိုပြန်ပို့လိုက်ပါရီဒါပေမဲ့ရှွန်ကဒီလိန်ညာမှုကိုကြိုတင်မန်းဆထားပြီးသားပါသူကတစိုက်ခေါင်းရဲ့ကော့ကို train train လို့ခေါ်တဲ့အစိတ်ပြင်းနဲ့လိန်ထားခဲ့တာပါလာဝီကရှာနဲ့ရက်လိုက်တဲ့အခါမှာလက်ချောင်းရောက်ရမ်းပြီးအသက်ရှူကြက်ကတိတ်ဆုံးသွားခဲ့ပါရီနောက်ဆုံးမှာတော့အမန်တရားကမတိနိုင်သေးပဲကြံ့ရိပ်ခဲ့ပါရီတဲဝီအပြစ်ရှိသလားမရှိဘူးလားဆိုတာကိုအဖြေမရဘဲနဲ့ထားခဲ့ပြီးတော့ရှောင်းနဲ့ပရိတ်တ်ကိုပါအဲ့ဒီမတိရှာမှုအထဲမှာပိတ်မိနေစေခဲ့ပါရီကြည့်ရှုရပရိတ်တ်များအလုံးဂျေဆုတူတင်ရှိပါခင်ဗျာ